စက်တင်ဘာလ18ရက်နေ့ကမ္ဘာ့ရေသတင်းထူးများအခုလိုမျိုးကမ္ဘာ့ရေမြမအရေးသတင်းတွေကိုသတင်းခေတ် channel မှာအချိန်နဲ့တပြေးညီတင်ဆက်ပေးတော့မှာဖြစ်လို့ channel လေးကို subscribe လေးလုပ်ခဲ့ပြီးဖို့မမေ့ပါနဲ့နော်ဒီတင်ပြကြမှာဆိုရင်နိုင်ငံတကာရေးရမှာထိတ်တဲရောက်တဲ့သတင်းတွေနဲ့ လူစိတ်ဝင်စားမှုများတဲ့နိုင်ငံရေးစီရေးစီးပွားရေးလူမှုရေးသဘောဝဘေးစတဲ့သတင်းတွေကို လေ့လာနိုင်အောင်စူးစီးဖော်ပြထားပါတယ်။သတင်းတအမေရိကန်နဲ့တရုတ် TikTok ကိစ္စသဘောတူညီချက်ရပြီဟု Threat အစိုးရကြေညာအမေရိကန်မှာ TikTok ဆက်ပြီးလက်ပတ်နိုင်ဖို့အတွက် အမေရိကန်နဲ့တရုတ်တို့သဘောတူညီချက်ရပြီလို့ Donald Trump အစိုးရကစတင်ပါလ25ရက်နေ့မှာကြေညာခဲ့ပါတယ်။ We have a deal on TikTok. I've reached a deal with China. အမေရိကန်ဘဏ္ဍာရေးဝန်ကြီးစကော့ပတ်ဆန်ပြောတာကတော့တိတ်တော်ရဲ့အမေရိကန်လုပ်ငန်းတွေကို တရုတ်မဟုတ်တဲ့ကုမ္ပဏီတစ်ခုကိုရောင်းချဖို့ပေါင်းသဘောတူညီချက်ရသွားပြီလို့ဆိုပါတယ်။ဒီသဘောတူညီချက်ကိုအပိတပ်ဖို့အတွက်သမရာထရန်နဲ့တရုတ်သမရာရှီချင်းဖင်တို့စက်တင်ဘာလ19ရက်နေ့မှာဆွေးနွေးကြမယ်လို့လည်းဆိုပါတယ်။တိတ်တော်ကိုဘယ်သူဝင်မလဲဆိုတာကိုတော့တရားဝင်မကျင်ညာသေးပေမယ့် Oracle နီးပညာကုမ္ပဏီရဲ့မှုဆောင်အခက်တာ Larry Ellison က ဥဆောင်ဝယ်ယူဖို့များတယ်လို့ခန့်မှန်းကြပါတယ်။အဲလစ်ဆန်ဟာထရန့်ကိုထောက်ခံသူဖြစ်ပြီးထရန့်ကိုယ်တိုင်ကလည်းသူ့ကိုဝယ်စီချင်တယ်လို့ပြောပူပါတယ်။2024ခုနှစ်ဧပြီလမှာ ပြဋ္ဌာန်းခဲ့တဲ့ဥပဒေအရကိတောက်ပိုင်ရှင်ဘိုင်ဒန်ဆောင်2025ခုနှစ်ဇန်နဝါရီလ19ရက်နေ့နောက်ဆုံးထားပြီးကုမ္ပဏီကိုရောင်းရမယ်လို့သတ်မှတ်ထားပါတယ်။မရောဘူးဆိုရင်တော့အမေရိကန်မှာ TikTok ကိုပိတ်ပင်မယ်လို့ပြဋ္ဌာန်းထားတာပါ။ဒီသတင်းအပေါ်မှာသုံးသက်ချက်အနေနဲ့ဆိုရရင် အမေရိကန်ရဲ့မူဝါဒပြောင်းလဲမှုနဲ့နိုင်ငံရေးနဲ့စီးပွားရေးပူးပေါင်းမှုတွေကိုမြင်တွေ့ရပါတယ်။2020ဖြစ်နေ Trump ရဲ့ပထမသက်တမ်းတော်က TikTok ကိုပိတ်ဖို့စ조사ခဲ့ပေမဲ့2024ရွေးကောက်ပွဲမတိုင်ခင်မှာတော့သူ့ရဲ့လေတံပြောင်းသွားတာကိုတွေ့ရပါတယ်။ရွေးကောက်ပွဲပြီးမှလည်း TikTok ကိုရောင်းချဖို့အချိန်တိုးပေးခဲ့တာတွေဟာ TikTok အသုံးပြုသူတန်း190လောက်ရှိပြီးလူငယ်တွေရဲ့မဲခိုးအရေးထားလာတာလို့သုံးသပ်နိုင်ပါတယ်။အမေရိကန်နိုင်ငံရေးသမားတွေက တရုတ်အစိုးရနဲ့စွန့်နေမှုရှိရဲဆိုပြီးဆိုရင်ခဲ့တဲ့ TikTok ကိစ္စဟာအခုတော့နိုင်ငံရေးအရာပဲယူတစ်ခုဖြစ်လာပါတယ်။ Trump အစိုးရရဲ့လှုပ်ဆောင်မှုဟာနိုင်ငံလွှမ်းကြောရေးဆိုင်ရာဆိုရင်မှုတွေကိုဖြည့်ရှင်းရင်းစီးပွားရေးအကျိုးမြတ်တွေကိုလည်းထည့်သွင်းစဉ်းစားနေရလို့ယူဆရပါတယ်။ Trump ကိုထောက်ခံသူတရားကိုဝယ်စီတာကလည်းနိုင်ငံရေးနဲ့စီးပွားရေးကိုပေါင်းပြီးလုပ်နေတာထင်ရှားတယ်လို့သုံးသပ်နိုင်ပါတယ်။တရင်နဲ့တမရာထရန်က The New York Times သတင်းဌာနကိုတရားစွဲ American သမ္မတ Donald Trump က The New York Times သတင်းဌာနနဲ့ Pink Granite House ထုတ်ဝေလုပ်ငန်းတို့အပါအဝင်လူပုဂ္ဂိုလ်လေးဦးကိုအတိအဖြတ်မှုနဲ့ဂုဏ်သိက္ခာကျဆက်အောင်လုပ်ခဲ့တယ်ဆိုပြီး American Dollar 15 billion အထိတရားစွဲဖို့စီစဉ်နေရလို့သိရပါတယ်။တရားစွဲဆိုရတဲ့အကြောင်းရင်းကတော့ Trump ဟာ2024သမ္မတရွေးကောက်ပွဲမတိုင်ခင်က The New York Times ရဲ့ Editor Award ဆောင်ပါနဲ့ Pink Granite House ကထုတ်ဝေခဲ့တဲ့ လက်ခီလူဆာဆိုတဲ့စာအုပ်တွေက သူ့ကိုအတိအဖက်ခဲ့တယ်လို့စွပ်စွဲထားပါတယ်။ The New York Times ရင်းစာဟာအချိန်တော်ကြာလေညာအပုတ်ချပြီးအတိအဖက်မှုတွေလုပ်ခဲ့တာကို အခုရက်သိမ့်ပြီလို့လည်းသူ့ရဲ့လူမှုကွန်ရက်မှာရှင်းသားထားပါတယ်။ Trump က The New York Times ဟာရွေးကောက်ပွဲအတွင်းသူ့ပြိုင်ဘက် Kamala Harris ကို ထောက်ခံခဲ့တာကြောင့်လက်ဝဲချင်း Democratic Party ရဲ့အာဝဖြစ်လာခဲ့လို့ထောက်ပြပါတယ်။ဒီတရားဆက်ဆိုမှုကို Republican တွေအရာကောင်းတဲ့ ဖလော်ရီဒါပြည်နယ်မှာတင်သွင်းမယ်လို့လည်းပြောထားပါဗျ။ဒီသတင်းကိုကြည့်ရင်မီဒီယာနဲ့ပြည်ပခဥပဒေရေးရာစိန်ခေါ်မှုတွေအပါအဝင်နိုင်ငံရေးအမျက်ထောက်တာတွေကိုတုံ့တန်နိုင်ပါတယ်။ဒီလိုရက်ဟာသမရတအိုးနဲ့မီဒီယာတွေခြားကဆက်ဆံရေးတင်းမာနေတာကိုပြသနေပါတယ်။ထရဟာသူ့ကိုဝေဖန်တဲ့မီဒီယာတွေကို မီဒီယာအတုလို့မကြခဏပုံဖော်ခဲ့ပါတယ်။ဒီတရားဆွဆုံမှုဟာလည်းနိုင်ငံရေးပြိုင်ဆိုင်မှုရဲ့အစိပ်ပိုင်းတစ်ခုအနေနဲ့ မီဒီယာကိုဖိအားပေးဖို့ရည်ရွယ်တယ်လို့သုံးသပ်နိုင်ပါတယ်။ဒီတရားစွဲဆိုမှုဟာထရက်အတွက်ပထမဆုံးအကြိမ်တော့မဟုတ်ပါဘူး။၂၀၂၃ခုနှစ်ကလည်း The New York Times နဲ့ CNN ကိုတရားစွဲဆိုခဲ့ပူပင်ပဲတရားသူကြီးတွေကဥရင်နဲ့မညီဘူးဆိုပြီးပြချခဲ့ပါတယ်။ဒါကြောင့်အခုအချိန်တရားစွဲဆိုမှုဟာလည်းအောင်မြင်ဖို့ခက်ခဲနိုင်တယ်လို့ဥပဒေပညာရှင်တွေကသုံးသပ်ကြပါတယ်။ထရဟာရွေးကောက်ပွဲကိုနောက်ခံထားပြီးမီဒီယာတွေကိုတက်ခိုက်တာဟာ သူ့ရဲ့ထောက်ခံသူတွေကိုပိုပြီးစီယုံဖို့စ조사နေရလို့ယူဆနိုင်ပါတယ်။မီဒီယာကိုရန်သူလို့ပုံဖော်တာကသူ့ရဲ့နိုင်ငံရေးမဟာဗျူဟာရဲ့အစိပ်ပိုင်းတစ်ခုဖြစ်နေပါတယ်။အရင်တော့ကာဇာမှာအစ္စရေးကလူမျိုးသုံးတပ်ဖြတ်မှုကျွလွန်ခဲ့တယ်လို့ကုလသမဂ္ဂစုံစမ်းရေးကော်မရှင်ပြောကုလသမဂ္ဂရဲ့စုံစမ်းရေးကော်မရှင်တစ်ခုကဂါဇာကမ်းတောင်ဒေသမှာအစ္စရေးဟာပါလက်စတိုင်းမျိုးအပေါ်လူမျိုးသုံးတပ်ဖြတ်မှု genocide ကျူးလွန်ခဲ့တယ်လို့ပြောကြားလိုက်ပါတယ် ဒီအစီအစဉ်ခန်းဆောင်မှာ Israel ကလူမျိုးတုံးတက်ဖြတ်မှုမြောက်တဲ့လုံဆောင်ချက်၅ခုရဲက၄ခုကိုကျူးလွန်ခဲ့တယ်လို့ဖော်ပြထားပါတယ်။အစီအစဉ်ခန်းဆောင်က Israel ဟာ Palestine ရဲ့ဘော်ပြစ်မှတ်ထားတက်ဖြတ်ခြင်းစိတ်ပိုင်းရုပ်ပိုင်းဆိုင်ရာပြင်းထန်စွာထိခိုက်အောင်လုပ်ခြင်းမျိုးနယ်စုတစ်ခုလုံးပြည့်စည်စေဖို့စီမံထားတဲ့အခြေအနေတွေဖန်တီးခြင်းနဲ့မျိုးဆက်ပွားခြင်းကိုဟန်တာခြင်းတွေပြုလုပ်ခဲ့တယ်လို့ဖော်ပြထားပါတယ်။ဒီလိုရက်တွေဟာ Israel ကောင်းဆောင်ပိုင်းရဲ့ပြောဆိုမှုတွေနဲ့ စစ်စင်ရေးနိလမ်းတွေပေါ်မှာအခြေခံထားပြီးလူမျိုးသုံးတပ်ဖြတ်ဖို့ရည်ရွယ်တဲ့ဆိုတဲ့သက်တွေဖြစ်တယ်လို့လည်းဆိုပါရယ်။အစ္စရေးနိုင်ငံသားရေးဝန်ကြီးဌာနကတော့အစီရင်ခံစာပါအချက်လက်တွေကိုပြပြထန်ထန်ညင်းဆိုခဲ့ပြီးဒါဟာအချက်အလက်အမှားယွင်းနေတဲ့ထင်အောင်ထင်မှားလဲဆောင်းမှုတွေသာဖြစ်တယ်လို့တုံ့ပြန်ပါရယ်။ဒါအပြင်ကော်မရှင်ဖွဲ့ဝင်၃ဦးဟာ Hamas ရဲ့အစစ်ပွဲတွေဖြစ်ပြီး Hamas လိုချင်တဲ့အချက်လက်အမှားတွေကိုဖြန့်ဝေခဲ့တယ်လို့ဆက်ဆဲခဲ့ပါရယ်။ တကယ်လူမျိုးသုံးတပ်ဖြတ်မှုကျူးလွန်ခဲ့တာဟာ Hamas တွေသာဖြစ်ပြီးဂျူအာလွန်ကိုတပ်ပြဖို့ကြွေးကြော်ထားတယ်လို့လည်း Israel ဘက်ကပြန်လည်ပြောကြားခဲ့ပါတယ်။ကုလသမဂ္ဂရဲ့အခုလိုအစီရင်ခံစာမျိုးထွက်ပေါ်လာတာဟာ Israel အပေါ်နိုင်ငံတကာဖိအားတွေပုံမမြင့်တက်လာစေခဲ့လို့သုံးသပ်နိုင်ပါတယ်။တောင်အာဖရိကရဲ့ဆွေးချမ်းတဲ့ပတ်သက်ပြီး APP ဆိုင်ရာတရားရုံး ICJ ကစုံစမ်းစစ်ဆေးနေတဲ့အချိန်မှာဒီအစီရင်ခံစာဟာ Israel ရဲ့ဂါဇာစစ်ပွဲလှုပ်ဆောင်မှုတွေပေါ်ပူပီးအာရုံစိုက်လာစေပါတယ်။ ကုလသမဂ္ဂကလူမျိုးသုံးတတ်ဖြတ်မှုလို့သတ်မှတ်တဲ့အပေါ်အစ္စရေးကပြင်းပြင်းထန်ထန်ညင်းဆိုပြီးဟာမတ်စ်ကိုပြန်လည်ဆက်ဆွဲလာဟာနှစ်ဖက်စလုံးကသူတို့ရဲ့ကိုယ်ပိုင်အမြင်တွေနဲ့အခြေအနေတွေကိုတင်ပြနေရဲဆိုတာကို ပြသနေပါတယ်။ဒီလိုသတင်းချက်လက်ကွဲပြားမှုတွေကြောင့်ဘေဘက်ကအမှန်တရားလဲဆိုတာကိုတေချာဖစ်ဖေးသုံးသပ်ဖို့လိုအပ်နေပါတယ်။သတင်းလေ drone ထိခြားမှုနဲ့ပတ်သက်ပြီး Russia နဲ့ Magic ကို Romania အစိုးရအစင်ခေါ် ယူကရိန်းကိုတိုက်ခိုက်နေခြင်းအတွင်းရူမေးနီးယားလေပိုင်းနက်ထဲကိုရုရှားဒရုန်းတစ်စင်းဝင်ရောက်ခဲ့တဲ့အတွက်ရူမေးနီးယားဆိုရက ပြင်းပြင်းထန်ထန်ပြစ်တင်ရှုံချလိုက်ပြီးရုရှားသံမက်ကြီးကိုပါဆင့်ခေါ်ခဲ့ပါတယ်။ဒီဖြစ်ရဟာရုရှားယူကရိန်းစစ်ပွဲကနေဒီဆရာနိုင်ငံတွေအပေါ်တရားမှုရှိလာတာကို ပြသနေပါတယ်။ဒီဖြစ်ရမတိုင်ခင်ကလည်းရုရှားရဲ့ဒရုန်းတွေဟာပိုလန်လေပိုင်းနက်ထဲကိုဝင်ရောက်ခဲ့ပူပါတယ်။ရူမေးနီးယားကနေတိုးဖွဲ့ဝင်နိုင်ငံဖြစ်တာကြောင့် ီလိုဖြစ်စဉ်တွေဟာနိုင်ငံတကာတင်းမာမှုကိုပုံမမြင့်တက်စေပြီးပြည်ပကကိုကျေပြတ်သွားစေနိုင်တယ်လို့သုံးသပ်ရပါတယ်။ယူကရိန်းသမ္မတဇလန်စကီးကလည်းရုရှားဟာရူမေးနီးယားကိုဆန်းသက်နေပြီးပိုလန်နဲ့ဘောလ်တစ်နိုင်ငံတွေစီကိုစစ်ပွဲယူဆောင်ဖို့စ조사နေရလို့ဆွဆွဲထားတာကဒီအခြေအနေကိုပုံမထင်ရှားစေပါတယ်။ရူမေးနီးယားအစိုးရဟာဒီလိုရက်ကိုပင်လယ်နဲ့လုံခြုံရေးအတွက်စိန်ခေါ်မှုအသစ်တစ်ခုအဖြစ်သတ်မှတ်ခဲ့ပါတယ်။တချိန်တည်းမှာပဲတရုတ်နိုင်ငံကတော့ နားလည်မှုလွဲမလာရိမဖြစ်အောင်ရှောင်ရှားကြဖို့ပါတီအားလုံးကိုတောင်းဆိုခဲ့တာကြောင့်အင်အားကြီးနိုင်ငံတွေကလည်းဒီပဋိပက္ခပေါ်စိုးရိမ်ပူပန်နေကြတာကို ပြသနေပါတယ်။ပရုရှားတမတ်ကြီးကိုစိန်ခေါ်ခဲ့တာကလည်းရူမေးနီးယားအနေနဲ့ဒီကိစ္စကိုအလေးထားပြီးအင်အားတောင်းတုတ်ပြန်မှုတွေအတွက်ကြိုတင်ပြင်ဆင်မှုတွေလုပ်ဆောင်နေနိုင်တယ်လို့သုံးသပ်နိုင်ပါတယ်။တရင်းကအစ္စရေးကိုအပြစ်ပေးဖို့နိုင်ငံတကာတာဝန်ကိုကာတာဝန်ကြီးချုပ်တိုက်တော့ ကာတာဝန်ကြီးချုပ်ရှိခ်မိုဟာမက်ဘင်အဗ်ဒူရာမန်အယ်တနီကအစ္စရေးကို အပြစ်ပေးအရေးယူဖို့နဲ့အပြစ်ပြတ်တခုလေးကိုနိုင်ငံတကာကမတူညီတဲ့စည်းမျဉ်းတွေနဲ့ဆက်ဆံတာကိုချက်ချန်ဖို့နိုင်ငံတကာအသိုင်းအဝိုင်းကိုတိုက်တွန်းခဲ့ပါတယ်။ဒီပြောဆိုမှုဟာကာတာနိုင်ငံဒူဟာမြို့ရှိဟာမက်စ်လက်နက်ကိုင်အဖွဲ့အဆောင်ကိုအစ္စရေးကလေကြောင်းကနေတိုက်ခိုက်ခဲ့ပြီးနောက်ရပ်ပိုင်းကြမှာထွက်ပေါ်လာတာပါ။အစ္စရေးကကာတာနိုင်ငံအတွင်းရှိဟာမက်စ်အဖွဲ့ပေါ်တိုက်ခိုက်ခဲ့ခြင်းဟာ အစ္စရေးဟာမတ်စ်တပ်ဖွဲ့ကိုအဆုံးသတ်နိုင်ဖို့အတွက်ဂျောင်းဝင်ဆစ်ဆက်ပေးနေတဲ့ကာတာရဲ့ဂျိုးပန်းအားထုတ်မှုတွေကိုရပ်တန့်စေဖို့ရည်ရွယ်လို့သုံးသပ်နိုင်ပါတယ်။သို့တော်လည်းဝန်ကြီးချုပ်ရှိခ်မိုဟာမက်ဘင်အဖူရာမန်အယ်တာနီကတော့အစ္စရေးရဲ့လုပ်ရက်တွေဟာဂျောင်းဝင်ဆစ်ဆက်မှုတွေကိုရပ်တန့်နိုင်မှာမဟုတ်ဘူးလို့ပြောဆိုခဲ့ပါတယ်။ကာတာဝန်ကြီးချုပ်ရဲ့တူညီတဲ့အခြေအနေအတွက် မတူညီတဲ့စည်းမျဉ်းတွေတောင်းချနေတာကိုရပ်တန့်ဖို့ဆိုတဲ့ပြောဆိုချက်ကအစ္စရေးရဲ့ပေါ်နိုင်ငံတကာရဲ့ချဉ်းကပ်မှုဟာနှစ်ဖက်စံနှုန်း double standard ရှိနေတယ်လို့ဝေဖန်နေတာကို ပြသနေပါတယ်။ကာတာဟာဒေသအတွင်းမှာအကြီးဆုံးအမေရိကန်စစ်အခြေစိုက်စခန်းကိုလက်ခံထားတဲ့နိုင်ငံတစ်နိုင်ငံဖြစ်တာကြောင့်သူ့ရဲ့ပြောဆိုမှုဟာအမေရိကန်နဲ့အနောက်နိုင်ငံတွေပေါ်ပုံမှန်တရားမှုရှိနိုင်တယ်လို့လည်းယူဆနိုင်ပါတယ်။ဒီဖြစ်ရပ်ကကာဆာစစ်ပွဲဟာစစ်မေပြင်းကနေတပ်သမားရေးရာကိစ္စရပ်တွေအထိပါ ပြန့်နှံ့လာနေပြီဆိုတာကိုပြသနေပါတယ်။တရင်6ဆန်ပီယာတမရာကိုအောင်လန်တုံပီလောက်ကြံရန်ကြိုးပမ်းမှုဖြင့် မျိုးသားနှစ်ဦးထောင်ဒဏ်နှစ်နှစ်ချမှတ်ခံရာဆန်ပီယာနိုင်ငံမှာတမရဟာကယ်ဒီဟီလ်ချယ်လာမာကိုအော်လန်နီနဲ့လုံခြံဖို့စူးစမ်းခဲ့တဲ့အမျိုးသားနှစ်ဦးကိုထောင်ဒဏ်နှစ်နှစ်စီချမှတ်လိုက်တယ်လို့သိရပါတယ်ဆန်ပီယာနိုင်ငံသားလန်နက်ဖီရီနဲ့မိုဇမ်ဘစ်နိုင်ငံသားမက်ဗျူလတ်ကန်တွန်ဒီတို့ဟာ2024ခုနှစ်ဒီဇင်ဘာလမှာပုတ်တင်ညိုအရှင်တခေါင်နဲ့အဆောင်လက်ဖွဲ့တွေနဲ့အတူဖမ်းဆီးခံခဲ့ရတာပါ ူတို့ကိုဆုံးကပေးဆိုင်ရာဥပဒေအရတရားဆက်ဆိုခဲ့ပြီးနှစ်ဦးစလုံးပြစ်မှုထင်ရှားတယ်လို့တရားဟောင်းကတွေ့ရှိခဲ့ပါတယ်။တရားသူကြီးကဒီဖြစ်ရဟောင်းတမရရဲ့ရန်သူတာမကဇမ်ဘီယာနိုင်ငံသားအလို့ရဲ့ရန်သူဖြစ်တယ်လို့ပြောကြားခဲ့ပါတယ်။ဂျာဟာတမရတဦးကို အောက်လန်နဲ့လှုပ်ကြံဖို့ကြိုးပမ်းမှုအတွက် ပထမဆုံးစစ်ဆေးတဲ့အမှုဖြစ်လို့ဇမ်ဘီယာပြည်သူတွေအကြားစိတ်ဝင်စားမှုမြင့်တက်ခဲ့ပါတယ်။ဖန်စီခရယာသူနှစ်ဦးကတော့သူတို့ဟာ တိုင်းရင်းစည်းစရာအစစ်ဖြစ်တယ်လို့ခုခံပြောဆိုခဲ့ပေမဲ့တရားဝန်ကပယ်ချခဲ့ပါတယ်။သူတို့နှစ်ဦးဟာအောင်လန်းလိုက်စားမှုအတွက်ထောင်ထံနှစ်နှစ်နဲ့အဆောင်လက်ဖွဲ့တွေလက်ဝဲတွေ့ရှိမှုအတွက်ထောင်ထံ6လ6မှတ်ခံခဲ့ရပြီးဒီပြစ်ဒဏ်တွေကိုတပြိုင်နက်တည်းကြာခံစီမှာဖြစ်လို့စုစုပေါင်းနှစ်နှစ်သာထောင်ထံကြာခံရမှာဖြစ်ပါတယ်။ဒီတဲ့င်းအပေါ်အုံတက်ချက်အနေနဲ့တင်ပြရရင်ဒီမှုဟာဇမ်ဘီယာလိုအချောအာဖရိကနိုင်ငံများနေသူအောင်လန်းကိုယုံကြည်မှုအားကောင်းတဲ့လူဖွဲ့စည်းမှာ ထူးခြားတဲ့ဖြစ်ရပ်တစ်ခုဖြစ်ပါတယ်။အောက်လန်နဲ့လှုပ်ကြံဖို့ကြိုးပမ်းမှုအပေါ်တရားဥပဒေအရပြစ်ဒဏ်ချမှတ်ခဲ့တာဟာနိုင်ငံရေးပြိုင်ဘက်တွေကိုတိုက်ခိုက်ရမှာရိုးရာအယူဆတွေကိုအသုံးပြုတာကိုလက်တင်မခံကြောင်းပြသနေပါတယ်။ဒါပြင်တိုင်းရင်းစည်းစရာအဖြစ်ခုခံခဲ့တာကကျိုးရအလေးထားရနဲ့ခက်တဲ့ဥပဒေကြားကပြိပခါကိုလည်းထင်ဟန်စေပါတယ်။ဒီလိုရဟာနိုင်ငံတော်အကြီးအကဲရဲ့လုံခြုံရေးကိုစိုးရိမ်ပူပန်မှုဖြစ်စေပြီးနိုင်ငံရေးပိုင်ဆိုင်မှုများကို ဘယ်တိုင်းတာအထိပြင်းထန်နိုင်လဲဆိုတာကိုလည်းဖော်ပြနေပါတယ်။တရားသူကြီးရဲ့နိုင်ငံတော်အကြီးအကဲရဲ့ရန်သူတွေမဟုတ်ဘူး။ဇမ်ဘီယာနိုင်ငံသားအလုံးရဲ့ရန်သူတွေလည်းဖြစ်တယ်ဆိုတဲ့ပြောတဲ့စကားဟာဒီကိစ္စကိုပုဂ္ဂိုလ်ရေးရကိစ္စရမဟုတ်ပဲနိုင်ငံတော်လွန်ကျော်ရေးကိုချင်းချောက်တဲ့ပြစ်မှုကြီးအဖြစ်ရှုမြင်တာကိုဖော်ပြနေပါတယ်။ကရင်ခေါ်အတန်ထက်မြန်တဲ့ခရုသောကြီးစခွန်ကိုရုရှားစစ်တပ်ဆန့်သက်ပြလို့ရုရှားစစ်တပ်ကဆာဖက်စီးရီးလေးချင်းမှုအတွင်း အတန်ထက်မြန်တဲ့ခရုစုံကြီးဆာခွန်ကိုစမ်းသပ်ပြလော့ခဲ့ပြီးပြမတ်ကိုအောင်မြင်စွာအထင်မှန်ဖြန့်စည်းပစ်နိုင်ခဲ့တယ်လို့ရုရှားကာကွယ်ရေးဝန်ကြီးဌာနကထုတ်ပြန်ခဲ့ပါတယ်။ဒီလိုစမ်းသပ်ပြလတ်မှုဟာရုရှားရဲ့ drone တွေပိုလန်နဲ့ရိုမေးနီးယားလေပိုင်းနဲ့တဲကိုဝင်ရောက်ခဲ့လို့တင်းမာမှုတွေမြင့်တက်လာပြီးနောက်ပိုင်းရပ်ပိုင်းကြားမှာထပ်ပေါ်လာတာပါ။ရိုမေးနီးယားအစိုးရဟာရုရှားအသံမကြီးကိုစိန်ခေါ်ပြီးဒီလိုရက်ကိုပင်လယ်နဲ့လုံခြုံရေးအတွက်စိန်ခေါ်မှုအတိတ်တစ်ခုဖြစ်လေသတ်မှတ်ခဲ့ပါတယ်။ ဒီအခြေအနေမျိုးမှာရုရှားကစာခွန်ထုံးကြည့်လို့ဆော့အမစ်လက်နက်မျိုးကိုစမ်းသပ်ပြသလိုက်တာဟာယူကရိန်းရဲ့နေတိုးမှာမိနိုင်ငံတွေကိုစီးရင်အင်အားပြသလိုဖြစ်နေပါတယ်။ဒါဟာနေဆက်ဒေသကတင်းမာမှုတွေအပေါ်ရုရှားဘက်ကပိုပြီးခိုင်မာတဲ့ရည်တည်ချက်ကိုပြသနေရလို့သုံးသပ်နိုင်ပါတယ်။ဒီလိုလှုပ်ဆောင်မှုတွေကြောင့်ဒေသရင်းပဋိပက္ခတွေပုံမပြင်းထန်လာနိုင်ပြီး အန်ဒီယန်ရှိတဲ့အနေအထားကိုဥတီသွားနိုင်ပါတယ်။အခုတင်ပြချက်အပေါ်မှာ မိတ်ဆွေတို့ရဲ့သုံးသက်ချက်များကိုလည်း comment ကနေတဆယ်ညွှေပေးခဲ့ပါအောင်နော်အခုလောစိတ်ဝင်စားစရာကောင်းမဲ့ကမ္ဘာအရေးမြမအရေးသတင်းများစွာကိုနားဆင်ဖို့သတင်းခေ channel ကို like and subscribe လုပ်ပြီးဗေနာကနိုဒီဘဲလေးကိုလည်းနှိပ်ထားဖို့မမေ့ပါနဲ့နော်ကြည့်ရှုသူများအားလုံးပြည့်ရခတ်တဲ့ကင်းရှင်းကြပါစေ